ဟုတ်တယ်ကျမဟိုလေး stage ပေါ်တက်ခံနေပါလေဒီနိုလေးကအကြောင်းကြားလိုက်ရပါတယ် matrixy စားလဲကျမအရင်ကိုချင်းစားပါတယ်တကယ်ကိုခံစားရမယ်ဆိုတော့နားလဲပါတယ်မိဘတယောက်နေရာမှာကျမလည်းအမေမေဆိုတော့လေအမေတယောက်ရဲ့ခံစားမှုကျမနားလဲပါတယ်အယောင်ဝမ်းနေပါရှင်ဒီနိုလေးကလည်းကျမတို့မျက်စိအောင်မှာပဲကြီးလာတဲ့ကလေးလေးလို့ပြောလို့ရပါတယ်ဩကောင်းရသူပြည်လာပါစေလို့ပဲဆုတောင်းရမှာပေါ့နော်မြေသူပဲဒီလမ်းကကိုလဲသွားရမယ်သူလဲသွားရမယ် အနည်းနဲ့အမြန်ပဲပေါ့နော်လူတိုင်းကကောင်းရမွန်ရာရောက်ချင်ပါလေဒီလူလေးလည်းကောင်းရမွန်ရာရောက်ပါစေအော်ဟုတ်တယ်ဟုတ်တယ်ကျမဟုတ်တယ်ကျမဟာလေ stage ပေါ်တက်ခံနေပါလေဒီနူလေးကအကြောင်းကြားလိုက်ရပါတယ်မက်ထရီစီစားလဲကျမအရန်ကိုချင်းစားပါတယ်တကယ်ကိုခံစားရမယ်ဆိုတာနားလဲပါတယ်မိဘတယောက်နေရာမှာကျမလည်း အမေမေဆိုတော့လေအမေတယောက်ရဲ့ခံစားမှုကျွန်မနားလဲပါတယ်အယောင်ဝမ်းနေပါရှင်ဒီနိုလေးကလည်းကျွန်တော်တို့မျက်စိအောင်မှာပဲကြီးလာတဲ့ကလေးလေးလို့ပြောလို့ရပါတယ်စင်ပေါ်မှာဖြစ်သွားတယ်လို့ကြားပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်အော်မိဘရင်းကအရန်ချစ်ပါတယ်ကိုသားသမီးဆိုတာလေသားသမီးအရေးနဲ့ရှင်လိုက်ဘယ်အရေးကိုမဆိုမိဘကဘာမဆိုရင်ဆိုင်နိုင်တဲ့သူတွေကြီးပါပဲဆိုတော့မက်ထရစီလည်းအမေတယောက်ကျွန်မလည်းအမေတယောက်အမေချင်းချင်းကိုရင်းစားပါ ့ဒီနိုနဲ့တော့ကျမတို့က generation gap တအားကြီးသွားပြီဆိုတော့လေအော်ဆိုတော့ဒီနိုလေးတကယ်ဒီအနုပညာကိုတေချာလုပ်တဲ့အချိန်မှာကျမတို့ retire သွားတဲ့တလို့ဖြစ်သွားပြီပေါ့နော်ဆိုတော့တိတ်ပွဲတွေမဆုံမဆုံခဲ့ဘူးပါဘူး matrix zero နဲ့တော့ပွဲတွေအများကြီးဆုံခဲ့ပါတယ်အော်ကောင်းရသူပတိလာပါစေလို့ပဲဆုတောင်းရမှာပေါ့နော်မြေသူပဲဒီလမ်းကကိုလဲသွားရမယ်သူလဲသွားရမယ်ဟိုအနည်းနဲ့အမြန်ပဲပေါ့နော်လူတိုင်းကကောင်းရမွန်ရရောက်ချင်ပါတယ်ဒီနိုလေးလည်းကောင်းရမွန်ရ ကတော့ကျမတို့မူရင်းအဆိုတော်က9ယောက်ပေါ့နော်မတ်ကော်ရဲ့ကျမရဲ့အင်ချစ်ရဲ့ပိုးမီရဲ့လိမ္မော်သီးလေးရဲ့ကျမတို့9ယောက်ဆိုကြတယ်နောက်မဆိုးလဲကျမကိုပန်းစီတက်ပေးရအတွက်ရမ်းမှန်းတာတယ်မိတ်ကပ်မကြီးဆန်လဲပန်းစီတက်ပေးရအတွက်ကျေးဇူးတင်ပါတယ်ကျမကတော့ကားရိုက်ဒီမာတွေကညီမအရင်လိုပါပဲအဲကျမလည်းကားမရိုက်ဖြစ်တာကြာပြီဆိုတော့မတွေ့ဖြစ်ကြဘူးပေါ့နော်အမှုပညာညီမတွေအခုဒီမှာမမျော်လင့်မဲနဲ့တွေ့ရတာဝမ်းသာပါတယ် ကောကတော့အတူစုံတဲ့သင်းလေးတွေပြင်ဆင်လာတာမရှိတော့အောက်ကတောင်းတဲ့သင်းကလည်းမတ်ကိုရဲ့ຫນွေသင်းလေးလေဆိုတော့ကျွန်မဒီသင်းလေးအញ្ញမ်းကြိုက်ပါတယ်ဒါပေမဲ့စာသားကတော့ဘယ်ပိုက်ပြင်ပါလာလဲဆိုတော့တေချာမရတော့မတ်ကလည်းစင်မမစင်ရဘူးတဲ့သူနဲ့တူတူဆိုရမယ်ဆိုတော့ကျွန်မကပြီးစင်လာလိုက်ပါတယ်ဟိုကဟိုမဆူနိုင်လို့ကပေးလိုက်ပါတယ် ါကျမဟိုပါပေါ့နော်အစားမှားပြီးတော့အစာအိမ်လေးနည်းနည်းရောင်သွားတယ်အဲ့ဒါနဲ့ကျမတရက်ဈေးုံတက်ပြီးတော့ drip တွေပါအန်နာဘူးနော်အန်တော့ drip တွေပါချိတ်လိုက်ရတာပေါ့ဒီပွဲတွေကကြတော့ကျမတို့ကနှစ်လသုံးလကြိုတင်ပြီးလက်ခံထားတာဖြစ်တော့ဖျက်လို့မရဘူးပေါ့နော်လက်မှတ်တွေလည်းရောင်ပြီးသားဖြစ်နေတော့လေဆိုတော့အဲ့ဒါကတော့ကြိုးစားပြီးနေမကောင်းအောင်ဈေးတောက်ပြီးဆိုရတယ်ဆိုတဲ့သဘောကတော့ဒါကျမတို့တာဝန်လေးနော်အဲဒါကျမတို့ရဲ့အလုပ်ပေါ့နော် ကျမတို့ရဲ့ဝတ်တရားလည်းဖြစ်ပါတယ်ဟုတ် အလုပ်တစ်ခုလက်ခံထားရတယ်ဆိုရင်ကျွန်တော်တို့ကဖြောပြရေးသမားဆိုတော့ပြည်သက်စိတ်ကျေနပ်အောင်ပြည်သက်ပျော်အောင်ငါတော့ကျွန်တော်တို့တတ်နိုင်ဆုံးစ조사ဖို့ကကျွန်တော်တို့တာဝန်ဖြစ်ပါတယ်။ကျွန်တော်တိတ်စိတ်ကြိုက်စက်တွေ့ရင်တော့တနည်းတကားလောက်ရိုက်ချင်တယ်။အများအများဆုံးလည်းနောက်ဘယ်နှစ်မှမလည်းတိတ်ရိုက်နိုင်တော့မှမဟုတ်ပါဘူး။ဒါကတော့ကျွန်မရဲ့ဟိုပါပေါ့နေဝင်ချိန်ပြည့်အသက်တန်းမှာအမှတ်တရလေးဖြစ်အောင်ရိုက်ချင်တဲ့ဟာမျိုးပေါ့။ကျွန်မစီလာကြပါတယ်။ကျွန်မစီတကားကြီးတွေအများကြီးလာပါတယ်။ ကျမအဲ့လောက်စိတ်စိတ်ကြီးလို့မရိုက်ချင်ဟိုခန္ဓာကိုယ်ကလည်းမလိုက်နိုင်တော့လည်းပိုင်ပါမှာပေါ့နော်စိတ်တွေပါတွေရလဲဝေးခဲ့တာတော်တော်ကြာပြီကျမကားမြေတာခုနှစ်နှစ်ဝန်းကျင်ရှိသွားပြီဆိုတော့အခုဟိုတနေ့ကပွင့်သင်္ကေတော်လေးနဲ့ကျမတို့ရိုက်တော့လေပြန်ရိုက်တော့လေပျော်စရာကြီးအရင်တိုင်းမဲကျမကျေးဇူးတင်ပါတယ်အားလုံးကိုလေအရင်အရင် feeling တွေပြန်ရပါတယ်ဒါပေမဲ့ကျမကိုကျမအိုက်ကားပြီးတော့စဉ်းစားတော့လေနေ့တိုင်း shooting သွားတဲ့ live ကိုတော့ကျမမလုပ်ချင်တော့ဘာလို့ဆို ကျမတို့တခြားတရားဖရားတရားလုပ်တွေအများကြီးလုပ်ဖို့အချိန်ပေးရအောင်ပါဆိုတော့အဲဒီဟာကျမတို့အတွက်ပိုအရေးကြီးသွားပြီပေါ့နော် လေးကိုမေ့နေကြမှာဆိုလို့ကျွန်တော်တို့ဘာပဲပြောပြောအသက်60အခုလာမဲ့မေဆိုရင်ကျွန်မ60ပြည့်မှာပေါ့နော်အခုက59ကျော်ခဲ့ပြီဆိုတော့ဘာပဲပြော60တန်းနဲ့ဝင်လာပြီဆိုတဲ့အမျိုးသမီးတယောက်ကငငယ်တော့လူတော့မကြစ်လက်တော့ဘူးပေါ့နော်အတတ်နိုင်ဆုံးတော့စူးစမ်းပြီးကျန်းမာအောင်နေတယ်အဲတွက်လက်အောင်နေတယ်အစားအသောက်တွေလည်းစင်ကျင်တယ်နော် exercise တွေလည်းလုပ်တယ်ဒါမျိုးကတော့ရှိတယ်ဒါပေမဲ့လေလူငယ်နဲ့လူကြီးကအများကြီးกว่าသွားပြီလေ60အရွယ်က60အရွယ်နဲ့တန်းနဲ့ အဲဟိုပေါ့ဇရာတွေရှိတာပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုမေ့ပြီးတော့အော်တချို့ကကြတော့အသက်ကိုမေ့ပြီးတော့ကျမကလည်းအရန်ဟိုလှုပ်လှုပ်ရှားရှားနေတော့ရုပ်တရက်အသက်မေ့သွားတာထင်ပါတယ်အဲ့လိုမျိုးဆိုရင်လူငယ်လူမျိုးပဲသူတို့ကမျက်စိထဲမှာမြင်ကျင်တာပေါ့နော်အဲ့ဒါမြင်လို့မရတော့ဘူးလို့ကျမအသက်60ဖြစ်ပြီး60အမျိုးသမီးတွေကအဲ့လိုပဲမျက်နှာဝန်ဒီအရေးအကြောင်းတွေကိုတတ်နိုင်ဆုံးဟိုမျက်နှာပြည့်အောင်နေလိုက်လို့ရှိရင်အဲ့လောက် weight ကအမြင်နဲ့အဲ့ရွယ်အမျိုးသမီးကတော့ နည်းနည်းဘိုက်ထွက်တာပဲအဲ့တော့ဘိုက်ကိုချက်အောင်ကစားလိုက်မယ်ဆိုရင်ဒီဘောအကုန်ဂိုလုံးကြာတာပေါ့အတူတူဂိုလုံးကြာတော့ဒီမျက်နှာအရေးချောင်းเนี่ยပိုများလာတာပေါ့เนาะအဲ့ဒီဒုက္ခရှိတယ်နှစ်ခုစလုံးတော့မပြည့်စုံဘူးပြည့်စုံခြင်းလို့မရဘူးနှစ်ခုမှတစ်ခုပဲရွေးလို့ရမယ်လို့ပြောလိုက်တာပေါ့